မဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Story Garden Audio Book Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးရောရဲ့ဓမ္မယုံဆိုတဲ့စာအုပ်လေးကိုကျွန်တော်ကဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားနေအဆုံးထိလိုက်ပါနားဆင်ပြီးကြပါအောင်ခင်ဗျာဆရာကြီးကိုလည်းစာအုပ်လေးကိုဖတ်ပြဝင်ပြဖို့တောင်းဆိုရင်ဒီဗီဒီယိုလေးကနေတစင်ကော်ရာဖြူနှုတ်ဆက်တာလိုက်ရပါတယ်ခင်ဗျာ3 wow hello dusty chee ဓမ္မယံကလေးမှာဂောပကဗာမြမောင်ဆက်ဆန်းတန်မကြပါလော့စပီကာကကြားရတော်တန်ကရခွာတွင်ရှိတပ်ပရိသအနယ်ဝင် သူတော်စင်ပေါင်းတို့ခမညာဒီနေ့မှာတော့ဖြင့်ကျွန်တော်တို့ဓမ္မယုံလေးကိုဗတ်ဆောင်ပြုပြင်မုံမန်နိုင်ရဲ့အတွက်ဒူးနိုင်ဒူးနှင့်ဝိမြင့်တန်းတို့ဇနီးမောင်နှံကငွေကျပ်35သိန်းကျပ်အားပုပ္ပမုံစပရဆိုတဲ့စေတနာစေတနာစေတနာ အဘမြမောင်မိသူဆက်ကြင်ညာရမည်မသိတော့ပုပ္ပမုံစပရစေတနာစေတနာသုံးတန်ပြတ်သားစွာဖြင့်လှူဒန်းခဲ့သည်လားမလှူဒန်းခဲ့သည်လားသူတို့ကိုယ်တိုင်မဝေခွဲနိုင် အလှူတခုကိုဗန်တုံးနှင့်လှူဒန်းသွားသည်မူစေတနာသုံးတန်ကပြတ်သားလားမပြတ်သားလားသူမသိသူနာထဲတွင်တော့သူတတ်ရင်မြတ်တယ်ခုသောစကားသာအထက်ထက်ကြားနေရလေသည် ။ဥပခင် သူဖုံးသူ ပြန်ကြည့်ပြီးမယိုးမယွှဖြစ်နေသည်။အเจ้าမှာတနေ့ကဓမ္မယုံရောက်ရှိလာသောဝိမျက်တန်းနှင့်ထူးနိုင်ထူးကြောင့်ဖြစ်သည်။ဝိမျက်တန်းတို့ငွေလူပုံဗန်တဲ့ပြန်သိမ်းပုံများကြောင့်မဟုတ်သူစိတ်ဝင်စားဆုံးမှာထူးနိုင်သူလိုက်လွင့်ပြီးအလှခံသွားခြင်းအပိုင်းဖြစ်သည်မိနစ်20လောက်လိုက်လွင့်လိုက်ရုံနှင့်အလှငွေက15သိန်းခန့်ရရှိခဲ့သည်ကို ဖြစ်နိုင်ရင် သူလဲထူးနိုင်ထူးလို့လိုက်လွင့်ပြီးဓမ္မယောအတွက်အလှခံပေးခြင်းသည်ထူးနိုင်ထူးလို့မိနစ်20အတွင်း15သိန်းရရင်နေပါဤတဝက်လိုက်လွင့်ရင် အလှဝင်9000လောက်ရလျင်လဲမဆိုးလာပေဖုံးပေကုန်လဲကုန်ပေါ့နောက်ပြီးဥပကင်ကပါဏိပတ္တာနှင့်ဖျားစာများအတော်ရသည်သူလိုက်လွင့်ပြီးတရားဟောလိုက်လျင် အလှဝင်အနေငယ်တော့ရမည်ဟု သူထင်မိသည် သို့သောခက်တီကလိုက်ကိုဘလို့လွှင့်ရမှန်းမသိ။တားနှင့်ချွေးမများရှိတော်လဲမမေးရဲ့။အဖေပါလို့မလို့လဲတငယ်ပြန်နေတာလားအထင်ခံရမှာလဲစိုးရသေးသည်။ဒီရတဲ့သူမိမမဲတင်တိလို့ပုံမဖြစ်သေး။သူလိုက်လွင့်ခြင်းကြောင့်သူမိမမဲတင်တာသည်လင်။တေကာနိမနန်ကျော်ဆွဲခြင်းလားဟုပြောကအထုခံရပေလိမ့်မည်။ ဒါကြောင့်တက္ကသိုလ်တက္ကသာတာချင်းဤတမီသူဤမိမလေးတီရာခင်ကိုစောင့်နေရပေသည်မိမလေးတီရာခင်ကအပြူပေါက်လေခေတမီပြူလေးဖြစ်တာမို့ထိုကိစ္စများတွင်တော့ကျွမ်းကျင်ပေလိမ့်မည်တီရာခင်ပြန်ရောက်လာမှဒူဒူဒိတ်ဒိတ်မေးပြီးလိုက်လွေနီးကိုတီအောင်လုပ်ရမည်နာယီကိုလှမ်းကြည့်လိုက်သည်ညနေ9နာရီထိုးကနီးနေပြီ ဒီကလေးမဒီနေ့ဘာလို့နောက်ကြသူ့အတွေးမဆုံးခင်မှာပင်အဖွားကြီးတမီးပြန်လာပြီမီးလေးရတန်ကြတော့ဥပခင်ပြပြတလဲဖြစ်သွားသည်နောက်အလင်းမြန်ပင်အိမ်ပေါ်တဲ့ရှိဖျားခန်းကိုခြေတံမကြအောင်ပြီးတက်သွားသည်မီးလေးခန်းကအပေါ်တဲ့ဖျားခန်းဘေးမှာကိုတိတ်မကြပါမီးမလေးတရားခင်တချင်းလေးညီရင်အပေါ်တဲ့တက်လာတံကိုကြားရသည်ဒါကြောင့်အေးမီးလေးကြီး ရှင်ရဖို့ဒီကိုခဏလာပါအောင်ကွဟုတ်ဘာခိုင်းเสียရှိလို့လဲဖို့မိမလေးကသူရှိရာလှမ်းလိုက်ဒီဥပါခင်ကရှက်ကူးရှက်ကန်းအမှုရာဖြင့်လာပါအောင်မိလေးရဲ့အဖိုးမတိတာလင်းမင်းမလို့မိလေးရဖို့တရားခင်ကဥပါခင်နာလာထိုင်သည်အဘခင်ကစောင်းကြောက်ထိုင်ခေါင်းကုပ်ရင်ဟုတ်လေ တယ်လီဖုန်းမှာ live နဲ့ဆိုတာဘလို့လှင့်ရတာလဲမိမလေးတီတာခင်ကဥပခင်ကို မတင်ကားသလိုပြန်ကြည့်သည်ဥပခင်ကမလုံမလဲဖြင့်ရဲကြဲကြဲလှုပ်ရင်းဘာရင်မဟုတ်ပါဘူးမိလေးရဲ့အခုတလောလိုက်လွင့်ပြီးဈေးရောက်တာတွေခစ်စားနေလို့ပါဟဲ့ဟဲ့တည်ကျင်ရောပါဟီတီတာခင်ကသူ့အဖိုးကိုမျက်မှောင်ကြုံပြီးကြည့်နေသည်ပြီးမှတပ်ပြင်းချပြီး အဖိုးမှာ Facebook အကောင့်ရှိလားရှိတယ်လေတမီးတို့အဖေကအဖိုးကိုတရွေးနေကြည့်ဖို့ဖွင့်ပေးထားတယ်ဒီမှာဥပခင် သူ့ Facebook အကောင့်ကို ပြသည်အကောင့်နာမည်ကဥခင်ဒီနာခင်ဥပခင်အကောင့်ကိုကြည့်ပြီးဟင်အဖိုးကလည်းအဖိုးအကောင့်မှာ friend က9ယောက်6ယောက်လောက်ပဲရှိတာဘလို့လိုက်လွှင့်မှာတော့လိုက်လွှင့်နေဆိုတာ friend များပြီးလူကြီးများမှဖြစ်မှာပေါ့ ါဒါဆို ပလင်းများအောင်အဖိုးဘယ်လိုလုပ်ရမလဲတီရာခင်ကဥပခင်ဖုံးကိုဆွဲယူပြီးအဖိုးမလုံးနဲ့တမိလုပ်ပြီးမင်းဆိုပြီးဖုံးကိုဟိုနှိပ်ဒီနှိပ်လုပ်ကပထမဆုံးနမဲချင်းရမယ်ဥခင်ဆိုရင်ဘသူမှစိတ်ဝင်စားဘူးဒီတော့အကောင့်နမဲကို ခင်ဦးလို့ပြောင်းလိုက်မယ်ခင်ဦးဟုတ်တယ်လေဒီလိုနမဲမှ လူစိတ်ဝင်စားမှာ အာနောက်ပြီး profile ပုံကပဒီပုံကြီးနဲ့မဖြစ်ပါဘူး BNN မင်းသမီးပုံချိန်လိုက်မယ်ပြီးတော့စာလေးရေးလိုက်မယ်သူလှလာရင်အင်းဘလို့ဥပခင်ကြည့်နေရင်ပင်သူ့အကောင့်ကပရိပုံကနေမိမလလေးတယောက်ဖင်ပေးထားသည့်ပုံဖြစ်သွားပြီးဝေါ်ပေပါကနေထိုကောင်မလေးနှက်ခမ်းစုနေတဲ့ပုံ ဖြစ်သွားသည် ရိုဟိုင်းမုံကိုကိုရီးယားတို့တရုတ်တို့ကမင်းသမီးပုံတွေမချိမ့်နဲ့လူတွေကဂျင်းကြီးမှန်းသိတယ်။ဗီယက်နမ်တို့အင်ဒိုနီးရှားတို့ပုံတွေတော့လူတွေသိမ့်မသိဘူး။ဟောတွေ့လား။ Front Rockers တွေတက်လာပြီ။တွေ့လား။တိင်တိင်ဟောတွေ့လား။မဆိတ်တောင်ဝင်လာပြီ။ဗါလေခင်ဗျားစီခင်ဦးတဲ့။တိင်တိင်ခင်ဦးကတိတ်ချောတာပဲနော်တဲ့။တွေ့လား။ Front နေတက်လာပြီ။လက်ခံလိုက်အောင်မေ။ ကူဘာခင်ကတော့တလုံးမှနားမလဲသို့သောမိမလေးတီတာခင်လက်ထဲမှာဖုံးကတုံတုံနှင့်အဆက်မပြတ်မြည်နေသည်10မိနစ်မပြည့်သည်ဖရန့်ဦးရေကယာကြည်ရှိလာသည်ပြန်ဟောဒီလိုမပေါ့တဘောပုံလေးတင်လိုက်မယ်။စာသားကိုတော့ခင်ဦးကိုချက်သေးရဲ့လား။ဟမ် ်အဘခင် ဖုံးကိုကြည့်လိုက်တော့ကောက်မလေးတယောက်ရင်သားမပေါ့တပေါ်စကတ်ကိုဆွဲမထားသည့်ပုံကြီးအဘခင်လန့်သွားသည်ဖင်ဒါဒါက Facebook တို့မာယာပေါ့အဖိုးရဲ့တီတာခင်ကတော့ခက်တီတီပင် ပြောလဲပြောဖုံးကိုလည်းအာယုံဆိုင်ကြည့်ရင်ဟောတွေ့လားကောမန့်နေတော့ရေးကုန်ရပြီဗါတယ်ခင်ဦးရေးတိတ်ရစရာကောင်းနေပြီဒီတယောက်ကစကတ်ကိုဒီထက်ပုံမလို့မရဘူးလားခင်ဦးတဲ့တွေ့လားအများကြီးပဲ ဟုတ်တော့လည်းဟုတ်သည်ဥပခင်းအကောင့်မှာချက်ချင်းဆိုသလိုပင် လူစီကားသွားသည်မသိနေအဝေးပြင်းလမ်းမပေါ်ကအများသောအမျိုးသားအင်တာလိုပင် ကားရက်သည်နှင့် တိုးဝေဝင်ရောက်လာသောယောက်ျားတူကြီးနှင့်ပင်ပမာတူသေးသည် ကြည်နေဖရန်ကထောင်ချီလာသည်မြမပြီမဤမြလောင်နှာဘူးမြမန်အစကဥပခင်းမသိခဲ့ဒီတာခင်ကဓပုံ၄၅ပုံဇရိုက်တင်ပြီးမှကဲရဖို့ ဒီလောက်ဆိုအဖိုးလိုက်လွှင့်ဝင်ကြည့်တဲ့သူများလာတော့ပြီဟင်းဟုတ်လားဥပါခင်အတွေ့အအလှငွေတွေဝဲပြန်နေသည်တရားခင်က ဖုံးကိုပြန်ယူပြီးညုံစာလေးရေးလိုက်အောင်မယ်လူပိုစီကားတော့ဆိုကဥပါခင် Facebook ပေါ်စာတစ်ချောင်းရေးတင်လိုက်သည်ဒီညနေ6နာရီမှာအခင်ပြိသက်များကိုထူးဆန်းတာတစ်ခုပြဖို့လိုက်လွှင့်မယ်နော်ကြည့်ကြမယ်မဟုတ်လား ကဲရပြီဖို့ကြီးလိုက်လွင့်ခြင်းလွယ်တယ်ဟောဒီမှာလိုက်တိုက်ရိုက်ထုတ်လွှင့်မယ်ခလုတ်ကိုနှိမ့်လိုက်ရင်ရပြီအေးအဲ့ဒီလောက်လွယ်လားလွယ်တယ်အဖိုးအဖိုးကိုယ်တိုင်လိုက်လွင့်ကြည့်တိသွားလိုက်မယ်ဆိုပြီးထထွက်သွားတော့သည်ဘူပါခင်သူ့ဘုံသူပြန်ယူကြည့်မိသည်ရခင်ကဘာတည်တင်းလိုက်တစ်ခုမှမရဘူးရာကနေ အခုလိုက်ကယာချီနေသည်ဒါအပြင်ကောမန့်မှာပင်လင်ကြည်ကျင်နေပြီခင်ဦးရေဘာတွေထူးဆန်းတာပြမလို့လဲခင်ဦးလေးရှင်တွေခုန်နေပြီနော်ဟေ့မတိုးကြနဲ့ငါနေရအရင်ဦးထားတာရှိကဖြာကငါဖြာနော်စသဖြင့်ကြိတ်ကြိတ်တိုးပင်စီကားနေလေသည်ဥပခင်စိတ်တွေလှုပ်ရှားနေမိသည် သူလူရဲ့ဘွားက ကုသူစနီးဖြစ်သူမဲတင်းနှင့်ချင်းတွေးစီငါတောင်ဤမြလောက်စိတ်မလှုပ်ရှာထမင်းဆိုင်ရသည်ပင်စိတ်မဖြောင့်တယ်လီဖုန်းကိုတနာ ਈ တခါလောက်ဖွင့်ဖွင့်ကြည့်နေမိသည် ဖွင့်ကြည့်မိတိုင်းနဲ့ပရိသတ်ပရိသတ်ကကွန်မန့်ပေါက်တဲ့ကြိတ် ကြိတ်ကိုတူမကြခင်6နာရီထိုးတော့မှာကို6နာရီထိုးရင်လိုက်လွင့်ရမည်လေဒါကြောင့်နာယီကိုသာခဏခဏကြည့်နေမိတော့သည် သူမိမအဖွားကြီးမဲတင်းမှာပင် ဖိုးကြီးထမင်းစားတာဘလို့ဖြစ်နေတာလဲတယ်လီဖုန်းတကြီးကြီးနဲ့မယိုးဘူးထင်တယ်နော်တင်စာဝင့်ကျော်ပုံလေးခိုးကြည့်နေတာလားဟွန်းဟွန်းဆိုတော့ဥပခင်ပြပြသလဲဖြစ်သွားပြီးအာဒီအဖွားကြီးကလည်းငါအရွယ်ကဒီလိုဖေတော့မောင်တော့တွေကြည့်စရာနာမုတ်တောင်ကစားပြီဒါဆိုဘာလို့ဖုန်းတကြီးကြီးလုံနေတာလဲအာအရေးကြီးတဲ့ကိစ္စရှိလို့ဟဟဒီရွယ်ကြီးမှဘာကိစ္စအရေးကြီးရတာတော့ ဓမ္မယုံကိစ္စဟိဓမ္မယုံကိစ္စဓမ္မယုံကဘာဖြစ်တီ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 ဟောသူတို့ညင်းခုန်နေစင်မှာပင်တယ်လီဖုန်းကအလန်းထမြည်သည်၆နာရီထိုးပေပြီဥပဟင် ထမင်းကိုပင်ဆက်မစားတော့ပဲလက်ကိုအမြန်စေးကထထွက်လိုက်သည်ဒါကိုဖွားကြီးမေတင်းကဟဲ့ဖိုးကြီးဘလို့ဖြစ်ရတာလဲထမင်းအောင်ပြီးအောင်မစားနိုင်ဘူးဥပခင်က လက်ကိုတုပ်ပြီး မင်းတို့မိန်းမတွေစကားကိုများတယ်။အဲဒါကြောင့်မကြိုက်တာ။ဆိုပြီးတယ်လီဖုန်းကို ကောက်ယူကဖျားခန့်ရှိရာ အပေါ်ထက်သို့ခက်သွက်သွက်ပြေးတက်လိုက်သည်။အဖကြီးမေတင်ကိုဤသို့စကားဆဖြတ်ထားမှတော်ကာကြပင်မည်။နောက်မို့ဆိုဂရီဂရီနဲ့ပြီးတော့မည်မဟုတ်။သူလိုက်လွင့်သည့်ကိစ္စကတိုးဝထိုင်ရမည့်ကိစ္စကြီး မဟုတ်ပါလားဒီအဖိုးကြီးဒီအထက်ဘာဖြစ်နေလဲမသိဘူး ဥပခင်သူမိမဘွားကြီးမယ်တင်စကားကို နားမထောင်တော့ဖခင်ခင်ရောက်အရင်သွားရသည်ပြီးနောက်လူရှင်းမရှင်းဘေဘီဝေးကြည့်ရသေးသည်လူရှင်းပြီးဆိုမှဖခင်ဆင်ရှိငုတ်တုတ်ထိုင်ချလိုက်သည် တယ်လီဖုန်းကိုဘဲမှတင်ရမှန်းမသိနောက်မှဖြစ်ချင်အဖြစ်ဆိုပြီးဖျားစင်ဘော်ကဖျားပန်းဦးရှိထောင်ထားလိုက်သည် နောက်တော့ဖျားစာအုပ်တအုပ်ကိုတယ်လီဖုန်းရှိချကဖုန်းကိုနိုင်လိုက်တော့ကွက်တိပြင်သူဆောင်ကြောက်ထိုင်နေတာအားလုံးမြင်ရသည်နောက်တော့ Facebook ကိုဖြန့်လိုက်သည် လိုက်ဆိုသောနေရာနီနီလေးကိုတွေ့နေရပါသည်ဒီနေရာလေးကိုနှိမ့်ရကောင်းသူမနှိမ့်ရကောင်းသူလက်ညှိုးကလေးနှင့်ချိန်ကြည့်နေမိသည်ထိုစင်မှာပင်တီတီဝင်လာသောမဆိတ်ဖက်ကြည့်လိုက်တော့ခင်ဦးလေး6နာရီထိုးရင်ထူးဆန်းလာပြမှာစို့မပြသေးဘူးလားတီတီခင်ဦးလေးပြမယ်စို့ပြတော့လေတီတီဟိတ်လူလယ်မာလေးမလုံးနဲ့နော်ဂတိကဂတိပဲ ထိုမဆိုင်တွေကို မြင်တော့ဥပခင်အားတက်သွားသည်သူရဲ့လိုက်ကိုစမြော်နေကြသော သူများရှိနေကြပြီကိုဒါကြောင့်လိုက်ဆိုသောစာလုံးနီနီကလေးကိုအားရပိုင်းရနှိမ့်ချလိုက်သည်တီဟာပါကြီးနေဟာသူကိုယ်သူတယ်လီဖုန်းထဲမှာငုတ်တုတ်ကြီးပြန်မြင်လိုက်ရ၍အံ့အားသင့်ပြီးလန့်အော်မိသည်ဘေးဘီပြောင်းကြီးမိ နောက်မှ သူဆိုတာတေချာတည်ပြီးအသေးချာပြန်ကြည့်မိသည်မျက်နာကြီးကအစီပြန်နေတာတွေ့ပြီးလုံချင်နေပင်တုတ်ရင်တယ်လီဖုန်းကိုအသေးချာပြန်ကြည့်မိတတီတီနဲ့ခုံပေါက်တက်လာတော့ရင်းနေတော့ကာတွန်းပုံလေးများ နောက်တော့အဟဟဟဟဟဟဟများတန်းစီတက်လာသည်အဘခင်ဘာလို့ရမှန်းမသိပြန်ရေပြလိုက်သည် အဟင်းငါ့စာတန်းတက်လာတော့ဖတ်ကြည့်လိုက်တော့ဟေ့ဒီမှာခင်ဦးတဲ့ဟိအဖိုးကြီးကဟာဟာနောက်ထပ်တက်လာတော့စာများက နမေကခင်ဦးတဲ့အဖိုးကြီးဂျင်းလာထင်နေတာခင်ခင်ဦးတဲ့ဟာဟာလာကြည့်ကြပါဦးခင်ဦးထူးဆန်းလာပြပြီဟေးဟာခင်ဦးကဒူးကြီးထောင်လို့ပါလားဟာအဖိုးကြီးခင်ဦးပေါင်ကားပြမလို့လားအဖိုးကြီး ခင်းတဲ့ဟိ profile ကောင်းမလေးပုံနဲ့လိုင်းလွင်တော့အဖိုးကြီးတောက်ဖိုးကြီးဒေဂာနီမှခင်ဦးတဲ့တောက်တလွဲပါကွာစသဖြင့်မကောင်းသော comment များမြင်တော့ဥပခင်ဘာဆက်လုံးရမှန်းမသိတော့မျက်နာပေါ်ချွေးများပင်စိတ်ထွက်လာသည် နောက်ဖျားစင်ရှိလဲဖြစ်နေတာမို့ရောင်ရမ်းလောက်ကြီးကနှုတ်မှလင်ဗုဒ္ဓသာသနာစီရန်တိတ်တုပါဖျံဟုအကျင့်ပါပြီးရောင်ရွတ်မိသည်တယ်လီဖုန်းပြန်ကြည့်တော့ဟာဟာဂျင်းဖူးကြီးကငါတို့ဖုန်းကြီးခင်ဦးဆိုပြီးဂျင်းလာကြွေးနေတယ်အေးအောင်တဝက်ပဲရမယ်ခင်ဦးမတည်သေးဘူးလား ။ထို့ကဲ့သို့မကောင်းသောကောမန့်ကြီးမြင်နေရတော့ဥပခင်ဇောကြွေးတွေပြန်လာသည်။ဘာဆက်လုပ်ရမလဲမသိတော့။တတလုံးဂောဘကဥခင်ဆိုပြီးလူယိုသည်ရှင်ယိုသည် နေလာတာ။ယခုခင်ဦးဆိုပြီးလိုင်းလွင်ကမှဘိုးဆိုးပတ်ဆက်အစဲခံနေရသည် မဟုတ်ပါလား။တချို့ဆိုရင်ယိုယိုဆဲသည်တောင်မဟုတ်။ပုတ်ပုတ်ပုတ်သုံးချက်ပုတ်ပြသွားသည်။တိလား။ ဘယ်နေရာကိုဘယ်လိုပုတ်ပြသွားသည်တော့မသိဒါပေသည့်ဆဲသွားမှန်းတော့သိသည် အလကားနေအစဲခံနေရ၍ကြာတော့အဘခင် ရှက်လာသည်အလှခံမှုမပြောနှင့်စကားဝင်တလုံးမှမထွက်တော့ဒါကြောင့်သူလိုက်လွင့်နေတာကိုရက်ပြစ်ဖို့ဆုံးဖြတ်လိုက်သည်ဟာဒုက္ခပဲဘယ်ခလုံးနှိမ့်ရမှလဲအဘခင် အကြီးအကျယ်ပြာတောက်သွားသည် ခက်ဒီကလိုက်လွင့်နီးတာတင်ထားမိပြီးဘလို့ပြန်ထွက်ရမန်းကိုမူရုတ်တရက်မသိမေးမှမမေးခင်မိတာမမေးတော့မသိမသိတော့မလုတ်တန်ဟုတ်တယ်လေသူတို့လိုအသက်အရွယ်တွေကအခုခင်မှလောလောလတ်လတ်ပေါ်လာတဲ့တယ်လီဖုန်းတွေကင်မရာတွေကိုဘလို့သုံးရမှန်းဘယ်ခါကနနတိလိမ့်မတော့ ဒါကြောင့် light ထွင်တယ်လီဖုန်းရဲ့ဘယ်နေရာကိုနှိပ်ရမယ်မှန်းသူမသိအစဲခံရတာလဲပလူပြန်နေပြီဘယ်နေရာကို နှိပ်ရပါလဲဘလူပြန်ထွက်ရမှာပါလဲသူမစိမ်းစားတဲ့သွားပါပြီဒုက္ခပဲခင်ဦးပါလားတောက်ဖူးကြီးကငါတို့ဖူးကြီးခင်ဦးတဲ့နီနီနီဘယ်ဆဲဆိုနေတာမဆုံးသေး အဖခင်နဲ့မခံနိုင်တော့ဒါကြောင့်မတက်တန်ဤအစုံတဏီဖုံးကိုဖျားစင်ပေါ်ရှိဖျားစင်းတို့တော်ဘတ်သို့ပြုတ်ခနေထိုးထဲ့ကလှဲ့ထားပေးလိုက်လီတော်သည်အင်းဟာဖြစ်ရှင်အဖြစ်ပြီးမှသတိရပြီးဖျားစင်ကိုလက်အုပ်ချီက အရှင်ဖျားတပည့်တော်အမိုင်အမဲကိုခွင့်လွတ်တော်မူပါဖျားဖျားရှင်ကိုယ်တော်မြတ်ကိုယ်တိုင်လိုက်လွင့်ပြီးတရဝါများကိုတိုက်ရိုက်ဆုံးမပါတော့ဖျားဟုတ်ဦးသုံးချိန်ချကပလစ်လိုက်ရလေတော်သည်ဒီနေ့တွင်ဓမ္မယုံဂောဘကဥပါခင်ကိုခင်ဦးလေးကောင်းမှုဖြင့် တုံးလူထုတ်တာရှင်တော်မယ်ဖျားသည် လောကတန်အင်တာနက်ပေါ်လိုက်လွှင့်တော်မူခွင့်ရခဲ့ပြီတော့တည်းတာတုတာတုတာတု မြက်ကွက်ကကြီးကြီးပြန်းပြန်းတဲအိမ်များကတူတူစိမ့်စိမ့်လူနှင်မှုကထူထူကျက်ကျက်ဒီထဲမှာမှမအူးကြီးကြီးနဲ့ဓမ္မယုံပိန်နီနီသို့သော Lost Speaker တန်ကန်းအောင်သည်ကျဲသည် လွင့်သည် ။ဝေယံမိုးရဲ့ဆောင်းရင်ကုဒုညာသည်အလီလီပြောင်းတော်လင် မပြောင်းသည်မှလောစပီက လောကတောင်းစီအောင်မြည်သည်။မြစီမြမန်စံတက်ခြင်းပိုလီယိုကာကွယ်ဆေးတိုက်ကျွင်းခြင်းနှင့် မင်္ဂလာဆောင်အစအာသုဘအလင်ပဋ္ဌာန်းတည်တနာတော်အစုံစုံစီနဖာပလုံစီကစုံညီညာအကုန်မအီမတာ မနာရန်ကြားရပေမည် ယက်ွက်အတွင်းရှိမိရင်းနေတိုင်းကြပါသောယက်ွက်သူယက်ွက်သားယမင်းယဖများခမညာလူပြင်းချောက်တွေ့သော နွေရာသီရောက်လာပြီးဖြစ်သည့်အတွက်မိဘအနည်းကြိုးတင်ကာဝေးရန်မိကျိတ်မိကန့်ရေအိတ်သိမ့်များကိုစနစ်တကျအသင့်ဆောင်ထားကြပါရန်နှင့်အေးမိဘရှောင်လို့ မလောင်ငင်တားကြပါရန်သူထုံမိကို ဖျားရင်တရားရင်လူမှုရေးသာမကတမဝါဘေးကိုလည်းခြံလှမ်းမထားအင်မတန်လူရဝင်သောတမယုံအင်မတန်ကုညီခြင်းစိတ်ကြီးသော လော့စပီကာပင်ဘယ်ကိစ္စမဆိုဝင်ပါနေတဲ့ရည်တော်ပါတော့ဒီနေ့တော့လော့စပီကာမဖွင့်ပါနဲ့လားဟုရက်ကွက်လူများအတန်တိတ်တားယူကြရသည်အတန်ထွက်ရည်မတားရဲ့မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု အမေခံရမှာစိုးရိပ်ဖြစ်သည်အရင်တကံကရေးဆွဲသူအမိမိကာတွန်းလေးတစ်ကွက်ကို အမှတ်ရမိပါသည်ဖျားရှင်ကိုတော်မြတ်ကဇေတဝန်ကျောင်းတော်ရှိထွက်၍လက်ကလေးကာက လောစမီကအပြည့်တင်ထားသော ကားပေါ်မှလူများအားဤသို့မိန်သည်ချစ်သားတို့ဖျားเจ้าဆောင်အနာဤသို့ဆူညံမှုကို မပြုလင် သောဒီကိုလော့စဘီငါဘောခွတ်ထိုင်ရက်ပလင်းခါထိုးထားသူကဖယားရှင်ကိုတော်မြတ်အားကြည့်၍အာလီရှာလေးနှင့်ပြန်မေးလိုက်သည် အရှင်ဖယားဗုဒ္ဓဘာသာမဟုတ်ဘူးလားအတော်ကလေးကို ဖြည့်ရှင်းရခတ်သောပြဿနာများပင် မည်သို့ပင်ဆိုစေကမူလူအများ၏စိတ်ထဲတွင်တော့မိမိတို့၏ဘာသာသာသနာကိုတုတ်တက်ဆင်ခြင်ကြသည်ပြန်ပွားစီခြင်ကြသည်ဤကဘာသာသာသနာအတွက်စေတနာအစစ်အမှန်ပင်ဖြစ်သည်ဤသူတဦးတယောက်ကမှမိမိတို့၏ဘာသာသာသနာကိုရုတ်ရော့သေးလီသွားခြင်းကို မလူလားကြပေလူတိုင်းကမိမိတို့ကိုယ်ခွေရန်ဘာသာသာသနာကိုစေတနာထားကြသည်သို့သောစေတနာအမှားဆိုတာကလည်း ်အများသားကလာစေတနာအမှားဆိုသည်များကြောင့်လဲကမောက်ကမဖြစ်နေတာကလည်းအများကြီးလူတို့သည်မတိနားမလည်၍အစွန်းရောက်ခြင်းတိရှိနားလည်တော်လဲအစွဲလန်းကြီးလွန်း၍အစွန်းရောက်ခြင်းများဖြစ်တတ်ကြပါသည်တချို့ကလည်းမိမိအကျိုးစီးပွားကိုမျှော်ကူပြီးဘာသာသာရဏကိုခုတုံးလုံးနေကြသူများလည်းရှိကြပေသည်လူအမျိုးမျိုးစိတ်အထွေထွေပင် အချို့ကကောင်းမွန်သောမိမိတို့ကိုယ်ခွင့်ရာကိုကျေပြန့်စီခြင်းရသည်ယခုလည်းဘာသာတရဏာကိုချင်းမြတ်နိုးသူများအင်မတန်မန်ွဲ့ပိန်လီလီလှုပ်လှက်လက်ဓမ္မယုံကိုဓမ္မယုံမှာစုံဖြစ်ကြပြန်သည်ဥတည်တန်ပါသည် ဥပခင်ပါသည်အဘမြမောင်ပါသည်ဥလေးစိန်တန်ပင်ပါလိုက်ပါသည်သည် ေးကွယ်ငါတို့လည်းဒီဓမ္မယုံလေးပြုပြင်ဖို့ဘယ်လိုလုပ်ရမှန်းတော့မသိတော့ပါဘူးအခုခေတ်လူတွေကလည်းစေတနာသုံးတန်ပြတ်သားကြတာလားမပြတ်သားတာလားကို မသိတော့ပါဘူးအဘမြမောင်က ကြီးမားသောဓမ္မယုံမဦးကိုကြည့်၍ပြောသည်ဒါကိုအဘခင်ကလည်းငါဖြင့်စေတနာဆိုတဲ့ဇကားကိုကြားနေရတာစေတနာရောပါရဲ့လားလို့တွေးမိတော့တယ် ဘယ်နဲ့ကွာစေတနာပြတ်သားနေဆိုတာဘလို့အိဗယ်ဖွင့်ရမှန်းကိုမသိတော့ဘူးဥပခင်စကားကိုရက်ွက်လူကြီးဦးတင်တန်းကလည်းအေးကွာငါသိတဲ့အလှကလှူပြီးပြီးပြီပေါ့ကူးကြသူ့ငွေသူကိုင်းသူ့ဘာသာသူလောက်တဲ့အလှတွေကလည်းများသားကလားဒီအတိုင်းဆိုဒီဓမ္မယုံလေးဘယ်တော့မြေခမလဲလက်မှိုက်ချပြီးစောင့်ကြည့်နေရတော့မလားပဲ။ သူစကားကိုဘေးနာအမြင်နားထောင်မြင်နားထောင်နေကြဦးလေးစိန်တန်းကဟမ်ကျွန်တော်ကြံပေးလို့ရမလားလူကြီးများဦးလေးစိန်တန်းကို ကြည့်ကြသည်ဦးလေးစိန်တန်းမှာကိုယ်တိုင်ကမတောက်တော်ညာအရက်ရောင်း၍အသက်မွေးသူမှုယမီယဖလူကြီးများက သူ့ကိုတဲမလေးစားခြင်းကြံဒါကြောင့်ဦးအခင်ကမိမဘာအကြံတွေများရှိလို့လဲ မဟုတ်ကဟုတ်ကတော့မလုံနဲ့နော်မူလေးစိန်သန်းကမျက်လွှာလေးချသွားသည်အရင်ကလူကြီးဝိုင်းမှာတိတ်မှစကားပြောခွင့်မရခဲ့ရှာတာအရှိကိုနည်းနည်းလေးတူလာ၏ဒီလိုလေကျွန်တော်တို့ဓမ္မယုံလေးမှာတရားပွဲလေးကျင်းပပြီးအလှခံကြရအောင်လားဟာဘလို့ဘာပြောတယ်ကူလီစိန်သန်းစကားကြောင့် အားလုံးကြောင်သွားကြသည်ပြီးတော့တယောက်မျက်နှာတယောက်ပြန်ကြည့်မိကြသည်သူတို့ဓမ္မယုံဂောဘကသာလုံနေကြတာဒီအတွေ့တခါမှမတွေ့ဘူးမတွေ့ဘူးတာကလည်းအကြောင်းရှိသည်တရွတ်ကလုံးကတရားပါဝနာစိတ်မှမဝင်စားကြဘဲကိုဒါကြောင့်ဗမာမောင်က ခေါင်းခါပြီးမဖြစ်ပါဘူးကွာငါတို့ရက်ကွက်ကလူတွေကတရားပွဲမပြောနဲ့ဘုန်းကြီးเจ้าတော်သွားတာမြင်ဘူးလို့လား သူစကားကိုဥတင်တန်းကအေးလေ ဟုတ်ပါလာပြီလာွယ်တောင်ဘုံကြီးเจ้าမတော်ကြလို့ဆရာတော်ဘုရားကစတုရီတာကြွေးပါမယ်ဆိုပြီးလူလှုပ်အတင်းလိုက်ခွန်နေရတာသူတို့စကားကိုဦးလေးစိန်တန်းကအာအခုကြုတ်ပြောတာရက်ွက်เจ้าကဆရာတော်ကို ပြောတာမဟုတ်ဘူးဗျဟုတ်လေနာမည်ကြီးတရားဟောဆရာတော်တွေပြင့်ဖို့ပြောတာလူကြီးများတယောက်မျက်နာတယောက်ပြန်ကြည့်ကြနေရင် အဘမြမောင်ကမျက်မှောင်ကြုံပြီးသူရွက်ွက်ကြောင်းစီရတော့လေတရားပြကောင်းပါနဲ့ဘာဖြစ်လို့လဲဦးလေးစိန်တန်းကခေါင်းယမ်းရင်းဆရာတော်တရားပြတာကောင်းတာသိပါတယ်ဒါပေမဲ့နမကြီးဆရာတော်တရားပွဲဆိုတော့တရားနာမဲ့ပြိတ္တကပူစိတ်ဝင်စားတာဗောဗျဟုတ်ဘူးလား လူကြီးများကြောင်ငေးပြီးတယောက်ကိုတယောက်ပြန်ကြည့်ကြသည်ရက်ွက်ကျောင်းဆရာတော်မှတရားပြကောင်းတော်လဲဦးစိန်တန်းပြောတာကလည်းတဘာဝကြနေတဲ့ယောင်ရိုးရိုးပြောရရင်ကိုယ့်အိမ်ကလူကိုကိုယ်သိပြီးအလေးမထားကြသလိုမျိုးပေါ့ဦးလေးတင်တန်းကသူ့မင်းလေးသူပုတ်ပြီးအေးစိန်တန်းပြောတာဆိုတော့မဆိုးဘူးကွာ ဒါပေမဲ့ငါတစုံတစကြားဘူးတာနာမည်ကြီးဆရာတော်တွေပြင်ရင် အလှဝိတ္ထုအများကြီးလှူဒန်းရတယ်ဆိုလားဒီစကားကိုဦးလေးစိန်တန်းကအားတက်တယ်ရောဖြင့်အဲ့ဒီလိုတော့ပြောကြတာပဲဗျဒါပေမဲ့တချို့ဆရာတော်တွေကြတော့လေလှူသလောက်ပဲအလှခံနေပြောတယ်အလုံးအားတက်သွားကြသည်အဘအမြမောင်ကဆက်ပြီးအေးအဲ့ဒီလိုဆိုလေအဆင်ပြေသားပဲကွာ ဒါပေမဲ့ရက်ကွက်က လူတွေကရောတရားလာနာကြပါမလားတရားမျက်နာတရားပြန်ကြည့်မိကြသည်ဒါကမတိကြသည့်ကိစ္စရက်ကွက်အတွင်မှီတင်းနေထိုင်ကြသူများမှအခြေခံလူဒန်းစားများသာဖြစ်၍တရားဘာဝနာနာကြရင်ဆရာထက်တန်ကြမည်မထင် အေတိုင်းစေတံဆိုတံကျင်းမောင်းတံများနှင့်သာလေပတ်နေကြသူများမှုတရားတံဆိုဒီမှာသူတို့နေ့စဉ်ဖွင့်သည့်ဓမ္မယုံကလေးမှလောစပီကာတန်တံတိရှိကြပေသည်ထားလိုက်ပါကွာနာကျင်တဲ့သူလဲနာကြဖို့မနာကျင်တဲ့သူလဲမနာနဲ့ဖို့အဲအသက်ကြီးပိုင်းနည်းနည်းလိုင်းတော်ပါပြီဥပဟင်စကားကိုအားလုံးကောင်းကျင်ကြသည်ဒါကိုဥတင်တန်းကအားတက်ပြီး ကဲဒါဆိုတရားပွဲကိုဗမာကျင်းပကြမလဲသူစကားကိုအဘမြင့်မောင်ကဓမ္မယုံကိုဝိကြည့်ကဓမ္မယုံအလူလေးအတွက်လှုပ်တဲ့တရားပွဲဆိုတော့ဓမ္မယုံထဲမှာပဲကျင်းပရမှာလေလူများတော့လည်းဓမ္မယုံရှိ ခုံထုတ်ခင်းချင်းကြတာပေါ့အားလုံးကောင်းကျင်းကြပြန်ပြီ ဓမ္မယုံအတွင်းပိုင်းမှာကြက်ကြက်တက်တက်နှင့်ထိုင်နေလူ20 30ဆမှာဖြစ်ပြီးဓမ္မယုံရှိကွက်လက်ကလေးတွင်တော့လမ်းပိတ်လိုက်လျင်လူရာရှိဆက်နိုင်လေသည်ဥပခင်ကခါဆန့်ပြီးကဲဒါဆိုဆရာတော်ဘဲဆရာတော်ကိုပြင်ပါလေဒါကိုဥလေးစိန်တန်းကပြပြတလဲဖြင့်နမည်ကြီးဆရာတော်တပားရဲ့ကပ္ပိယကကျွန်တော်နဲ့ရင်းနှီးတယ်ဗျကျွန်တော်မေးကြည့်လိုက်မယ် ဆိုကတယ်လီဖုန်းကိုထုတ်ပြီးဆက်လိုက်သည်ဟယ်လိုအဘပန်းညွန်လားအားလုံးပဲစိတ်ပါဝင်စားစွာနဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာစာအုပ်လေးတွေကိုလည်လံမိသလောက်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ထားကြဖို့မမေ့ပါနဲ့ခင်ဗျာ။နားဆင်လို့ရတဲ့စာအုပ်လေးတွေကိုလည်း comment မှာရေးသွားပေးလို့ရပါတယ်ခင်ဗျာ။